တားလိမ်မှာဖြစ်နေထိုင်ခဲ့ပေမယ့်မိခင်ကြီးကိုဆုံရှုံလိုက်ရပြီဖြစ်တဲ့လူချမ်းတယောက်ဆောင်မျိုးကြီးအားလုံးမင်္ဂလာပါဗမစ်နောင်ကနေကြွဆိုလိုက်ပါတယ် မြန်မာစကားတွေထဲမှာလူချမ်းဖြစ်တရုတ်ဆောင်တဲ့ကိုမျိုးကြီးရဲ့မိခင်ကဇွန်လ16ရက်နေ့မှာကွယ်လွန်သွားခဲ့ပါတယ်။ကိုမျိုးကြီးဟာအမေကိုအရန်ချစ်ပြီးတော့အမေဝကြီးကိုလည်းလှုပ်ကျွေးနေတဲ့တားတယောက်ပါ။ဇာကားရီထဲမှာလူချမ်းကြီးအဖြစ်အများရန်တရုတ်ဆောင်ရပါမယ်တကယ်လက်တွေ့မှာတော့အရန်ကိုနှလုံးလှတဲ့သားလေးမတယောက်ဖြစ်ပါတယ်အမေတို့ကြီးကိုလှုပ်ကြွေးဖို့အတွက်အိမ်တောင်လည်းမပြုတ်ခဲ့တာပါမိဘဆိုတဲ့အရာကအစားထိုးလို့မရတဲ့အတွက်မိခင်ကြီးအသက်ရှင်နေစဉ်အတွင်းမှာအကောင်းဆုံးလှုပ်ကြွေးပြုစုနိုင်ဖို့အတွက်ဘဝလက်တွဲဖို့ကိုမရှာခဲ့တာဖြစ်ပါတယ်အိမ်တောင်ကြောက်သွားရင်ကိုပိုင်မိသားစုနဲ့ဖြစ် ်သွားပြီဖြစ်တဲ့အတွက်မိခင်ကြီးကိုမဆောင်ရှောင်းနိုင်တော့မှဆိုလို့အိမ်တောင်မပြုတ်ပဲနေခဲ့တာဖြစ်ပါတယ်။ကိုမျိုးကြီးဟာသူ့အမေကိုအရန်ချစ်ပြီးတော့လောကမှာအမေဆိုတာဒုတိယဖရာသခင်မှာပဲဆိုပြီးယုံကြည်ထားတာဖြစ်ပါတယ်။အိမ်တောင်ပြုတ်ပြီးသွားရင်လည်းမိဘကိုပြုစုလို့ရသေးတယ်ဆိုပေမဲ့အပြင်းဝမပြုစုနိုင်တော့ပြီဖြစ်တာကြောင့်လူပြိုကြီးအဖြစ်ဆက်လက်နေနေတာဖြစ်ပါတယ်။ဒါကြောင့်လည်းလူလူတယောက်အနေနဲ့မိဘကိုတရားရခိုင်တော့အဖြစ်ပြုစုလုပ်ကျွေးနေခဲ့တာပါ။တရှိထင်ရှားရှိနေတဲ့အချိန်မှာပဲအကောင်းဆုံးလှုပ်ကျွေးခြင်းပြီးတော့မရှိတော့တဲ့အချိန်တွေမှာငိုကြွေးပြီးနောင်တမရချင်တာကြောင့် မိခင်ကြီးအသက်ရှင်နေစဉ်အချိန်အတွင်းမှာအကောင်းဆုံးလှုပ်ကြွေးခဲ့ပါတယ်။ကိုမျိုးကြီးရဲ့ဖခင်ဟာဆုံးပါတာ29နှစ်ရှိပြီဖြစ်ပြီးတော့ကြံရှိနေသေးတဲ့အမေကိုကျေးဇူးဆက်နေခဲ့ပါတယ်။ဒါပေမဲ့လည်းလွန်ဆန်လို့မရတဲ့လောကကြီးရဲ့အဆုံးသတ်ညမှာသဘောတရားကြောင့်ကိုမျိုးကြီးရဲ့အမေဟာလည်းကွယ်လွန်သွားခဲ့ပါပြီ။ ကိုမျိုးချီအားမီဒီယာတွေနဲ့ကြုံတိုင်းလဲကိုယ့်ရဲ့မိဘတွေကိုဂရုစိုက်ပေးဖို့အတွက်ပြည်သက်တွေကအမြဲတမ်းမှားပါတယ်မိဘတွေရှိနေတုန်းမှာအကောင်းဆုံးလုပ်ပေးပြီးအစားထိုးလို့မရတဲ့အရာတွေဖြစ်တာကြောင့်တေချာဂရုစိုက်ပေးဖို့ကိုလည်းဆုံးမပါတယ်သူကိုယ်တိုင်ကလည်းသူတက်ကျွမ်းတဲ့ပညာတွေနဲ့မိခင်ကြီးကိုအကောင်းဆုံးလုပ်ကျွေးနေခဲ့တာဖြစ်ပါတယ်သူကိုယ်တိုင်ကပျောင်မြောက်တဲ့အနည်းပညာတွေကိုဖန်တီးခြင်းပေမဲ့ထောက်ပံ့ပေးမဲ့သူမရှိတာကြောင့်စိတ်ကူးထရတွေကရပ်တန့်နေခဲ့ရတာပါအခုခေတ်ကြီးမှာဇာကားရိုက်ရင်လေလူကျန်းတွေကိုတိတ်မသုံးတော့တာကြောင့်ကိုမျိုးကြီးလည်းအခက်ခဲတွေကြုံတွေ့နေရပါတယ် ရုပ်ရှင်လောကမှာဇပ်ပုတ်နဲ့ဇက်ရံဆိုပြီးပဲရှိပေမဲ့သူတို့တရုတ်ဆောင်ရတဲ့ဇက်ကောင်တွေကိုကြည့်ပြီးလူတွေကသူတို့ကိုလူချမ်းဆိုပြီးနမည်ပေးဖြစ်သွားတာပါဒါပေမဲ့လည်းကြောက်ရဇက်ရုံနေရာမှာပဲအကောင်းဆုံးတရုတ်ဆောင်ခဲ့ပါတယ်လုံနေရတဲ့အလုပ်ပေါ်မူတည်ပြီးလူတွေကလူချမ်းလို့သတ်မှတ်ကြပေမဲ့အပြင်တကယ်မှာတော့ရန်ကုန်နှလုံးလှပြီးဖြူစင်းတဲ့တောင်းလိမ်မာကြီးဖြစ်နေပါတယ်ကိုမျိုးချီကိုရိုင်းကလည်းလူချမ်းနေရာမှာတရုတ်မဆောင်ချင်တော့ပဲဒရမာဘိုင်းတွေကိုရိုက်ကူးချိန်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းဒရမာဘန်လိုက်မှာတရုတ်မဆောင်ရပဲလူချမ်းနေရာမှာပဲစက်တရုတ်ဆောင်နေခဲ့ရတာပါ ဒီလိုစလုံးနေရတာကလည်းမိခင်ကြီးရှိနေစမှာဂျေဆုဆက်ချင်လို့ပဲဖြစ်ပါတယ်။ကိုအတွက်မကြည့်ပဲမိခင်ကိုလှုပ်ကျွေးနေတဲ့အတွက်ကိုမျိုးကြီးရဲ့မိခင်ကြီးဟာဆိုရင်လည်းအရန်ကိုစိတ်ချမ်းသာနေခဲ့မှာပေါ့။အချို့သောအမျိုးသားတွေကမဖက်လိုက်ပြီးမိုက်ဖက်ပါတတ်တာကြောင့်ကိုမျိုးကြီးလိုသားမျိုးကိုမွေးခဲ့တာအရန်ကံကောင်းတယ်လို့ဆိုရမှာပေါ့။ပရိသတ်ကြီးအောင်ကိုမျိုးကြီးတိအောင်သူတရုတ်ဆောင်ခြင်းတဲ့နေရာမှာတရုတ်ဆောင်ရရင်အဖေတော်မလားဆိုတာဖြစ်ပေးခဲ့ပါအောင်နော်။ကိုမျိုးကြီးရဲ့မိခင်ကြီးလည်းကောင်းရမွန်ရရောက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။အလုံးကိုကျေးဇူးတင်ပါတယ်။ ောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ခဲ့ပြီး YouTube channel ကို like and subscribe လေးလုပ်ပေးခဲ့ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။